ီတူစစ်မှုထံတင်နန်းအမှတ်စဉ်17တင်နန်းဖွင့်ပွဲတွေကိုတိုင်းစစ်ဌာနချုပ်တည်တည်မှရှိတဲ့တင်နန်းကျောင်းတွေမှာမက်ရှလာ17ရက်နေ့ကပြုလုပ်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတနန်းကျောင်းတည်တည်မှာမက်ရှလာ16ရက်နေ့မနက်ပိုင်းကပြည်သူ့စစ်မှုထံတင်နန်းအမှတ်စဉ်17တင်နန်းဖွင့်ပွဲပြုလုပ်ခဲ့ကြပြီးတင်နန်းဖွင့်ပွဲအသီးသီးမှာတင်နန်းကျောင်းအလိုက်တင်နန်းကျောင်းအကြီးတွေကတင်နန်းဖွင့်အမှာစကားတွေပြောကြားခဲ့ကြောင်းသိရပါတယ်။တင်နန်းဖွင့်ပွဲကိုတိုင်းဒေသကြီးနယ်ပြည်နယ်ဝန်ကြီးချုပ်တွေတိုင်းမှုတွေနဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းတင်တန်းအမှတ်စဉ်စတေမှာတင်တန်းသားတွေကိုတွေ့ဆုံကတင်တန်းသားတွေအတွက်ဂုံပြူကြီးမြင့်ငွေတွေနဲ့ပစ္စည်းတွေပေးခဲ့ကြပြီးတင်တန်းသားတွေကိုလိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်းသိရပါတယ်။ ပြည်သူ့စစ်မှုထမ်းတင်နယ်အမှတ်စဉ်တေကို2024ခုနှစ်ဧပြီလ10ရက်နေ့ကစတင်ပြီးဖွင့်လှစ်တင်ပြပေးခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ပြည်သူ့စစ်မှုထမ်းတင်နယ်အမှတ်စဉ်တေကနေအမှတ်ရှိအထိတင်နယ်တက်ရောက်ပြီးသူများတင်နယ်ပြီးဆုံးပြီဖြစ်တဲ့အတွက်တင်နယ်စင်ကတရင်တက်ဖွဲ့တတိမာတောင်းထမ်းဆောင်နေပြီဖြစ်ကြောင်းသိရပါတယ်။ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်တခုလျှင်တင်နယ်သားဥယျာဉ်ငါးရုံးငန်းခေါ်ယူမှာဖြစ်ကြောင်းနတ်ဆကရဲ့ရခင်ထုတ်ပြန်ပြောဆိုမှုတွေအရသိရပါတယ်။